မိုင်းရဒီအိမ်ထဲမှာအရင်နေ့ဟာရှိနေခဲ့တာကွဟာဒါဆိုမိုင်းရသားတို့ဒီကိုရောက်လာတော့ဘမရှိနေခဲ့တာလေဗျရေချိုးကန်းနေရကန်ထဲမှာနေနေရလीကန်ထဲမှာဘာလို့လဲမိုင်းရဲ့ဥပူလို့ရေချိုးနေရလားမဟုတ်ဘူးမိုင်းကိုအဲ့မှာဖွက်ထားခဲ့လို့အဲ့ဒီမှာပဲနေနေရတာအဲ့လိုပြောနေတော့အဲ့ဒီမျိုးသမီးကတရေပုံစံကို ပြောင်းသွားခဲ့တော့လာမှာအမလီတရေတရေကြီးပါလား ဒီနေ့မှာတော့ပို့ထုတို့ဖေသားတွေကရန်ကုန်ကိုခေးသွားကြဖို့အတွက်အကြောင်းပြန်လာခဲ့တယ်။အကြောင်းကတော့ဦးလေးစန်းကြီးကအလဲခေါ်လာကြမှာ။ပို့ထုတို့လေးယောက်သားကဝေကောင်းစားလာတွေဝယ်ပြီးအထုပ်တွေဆွဲလို့ရထားဖူလာမှာရက်ဆောင်နေခဲ့ကြတယ်။ဟဲ့ပို့ထုဦးလေးစန်းကြီးကထူးထူးဆန်းဆန်းတို့ကိုအလဲဘာတွေခေါ်လို့ပါလား။ဟမ်ဟုတ်တယ်ဟာငါဦးလေးစန်းတစ်ကိုရန်ကုန်အလဲခေါ်ဖို့ပြောထားကြားလာပြီ။ အဲ့ဒါခုမှပဲအခွင့်အရေးရတော့တယ်ငါလီဒီတကားတော့ရန်ကုန်ရောက်ရင် စားကြင်တာအကုန်ရအောင်စားမှာမင်းပက်ဆန်ရောလုံလုံလောက်လောက်ယူလာလို့လားဟမ်ယူလာပါဘောကငါအဖေဆီယာနဲ့အတနာခံပြီးတော့တောင်းလာခဲ့တယ်ဟုတ်လားဒါဆိုငါလေကြွေးအောင်နော်ကြွေးမှာဘောဟာသူတို့အဲ့လိုပြောနေကြတော့အော်အဆွဲတဲ့နေတူသူတို့နာကိုရတားဆိုင်လာခဲ့တာပါရတားဆိုင်လာပြီးဟိ ဂျူးဆိုင်ပြီးတော့တက်ကြမယ်နော်ဒီလိုနဲ့ညနေပဲရောက်တော့ဘိုးတို့အဖွေသားတွေလည်းရှတားဆိုင်ပြီးဘူဒာယုံရှိကိုရောက်လာခဲ့ကြတယ်။ဘိုးတို့ကသူ့အဖွေသားတွေရဲ့အထုပ်တွေကိုတချက်ဆက်လိုက်တယ်။ဟေးမင်းတို့ကိုအထုပ်တွေအကုန်ပါရဲ့လား။ငါအထုပ်တော့အကုန်ပါတယ်။ငါလည်းပါတယ်ဟ။ဘိုးတို့တို့ကိုဦးလေးဆက်နဲ့လာကြမလား။ ဒါကြုံမယ်လို့ပြောတာပဲငါဖုန်းဆက်ကြည့်လိုက်အောင်မေအဲ့လိုပြောပြီးတော့ဖိုးတူကဖုန်းဆက်လိုက်တယ်ဟယ်လိုဦးလေးစန်းနေတားတို့ရန်ကုန်ရောက်ပြီဗျဟေးဟုတ်လားဦးလေးစန်းနေလဲလေအလိုများနေရနေလာကြုံပြမှာမဟုတ်ဘူးဖိုးတူရဲ့ဒါဆိုတားတို့ကဘယ်ဟိုသွားရမလဲဟမ်อืมဒီလိုလို့လေဦးလေးလိမ့်ဆောင်ပို့ပေးလိုက်မယ်ဦးလေးရောင်းလာပြီးတော့တိုက်ခန်းတော်လာယူပါလားဟုတ်ကဲ့ တားတော့အဲ့လိုလုံးလိုက်ပါမင်းဒလုံနဲ့ဦးလေးစန်းသက်လေးဖုန်းချသွားကြတော့ရီဖို့တူဦးလေးစန်းသက်ကလာကြုံမာတယ်လားဒါတော့မကြုံဘူးကတို့ဘာတို့သွားရမှာကဲခုတော့ဦးလေးစန်းသက်စီသွားဖို့တက္ကစီငားကြတာပေါ့ဒလုံနဲ့ဖို့တူတို့လည်းတက္ကစီတစ်စီးလှမ်းထားလိုက်ပြီးတော့ဘူရိုင်းရုံရှိကနေထွက်လာခဲ့လိုက်ကြရီအဲ့နောက်တော့ပို့ထုတို့လည်း ဦးလေးစန်းသိပေးခဲ့တဲ့လိပ်စာအတိုင်းရောက်လာခဲ့တာပါ။ကဲခလေးတွေမင်းတို့ပြတဲ့လိပ်စာအတိုင်းဆိုဒီတိုက်ပဲကွ။အော်ဟုတ်ကဲ့ကျေးဇူးပါဗျ။ဒလုံနဲ့ဖိုးထုတော်လေးကားပြင်ဘက်ကိုထွက်လိုက်ကြ။အဲ့ဒီအချိန်မှာဦးလေးစန်းသိကရုံးနေကနေထွက်လာတယ်။ဖိုးထုတော်ရောက်လာကြမလား။ဟုတ်ကဲ့ဦးလေးစန်းသိ။တော့ဒီမှာကွ။ဒီကနေဦးလေးနေရဲ့တိုက်ခန်းကိုလမ်းလျှောက်သွားကြပါလား။ ဟမ်နီးလာလာရင်ဦးလေးနီးလာပေါ့ကွာနှစ်ပြက်လောက်ရှောက်ပြီးရောက်ပြီဟာအော်ဟုတ်ဒါလို့ဆိုသားတို့လမ်းလျှောက်ပဲပြလိုက်ပါမယ်โอเคโอเคဦးလေးမီတင်ရှိတယ်လို့ဝင်နေပြီနော်ခပင်းတို့ညကြမှာပဲတွေ့ကြတာပေါ့ဟုတ်ကဲ့ပါဦးလေးစံတဲ့ဦးလေးစံတဲ့လည်းရုံထဲကိုဝင်သွားတော့ဖိုးတူတို့အဖွဲသားတွေလည်းအထုပ်တွေဆွဲပြီးအဲ့နေရာကနေထွက်လာခဲ့လိုက်ကြတယ် ဒါလို့နဲ့ကိုတို့တို့အဝေသားတွေလည်းအထုပ်တွေဆွဲလို့ဦးလေးစန်းသိနေရဲ့တိုက်ခန်းကိုပြန်မိုးအတွက်လမ်းလျှောက်လာခဲ့ကြတာပါ။ရန်ကုန်မြို့ရဲ့လမ်းမကြီးမှာတော့လမ်းသွားလမ်းလာတွေဈေးသက်တွေနဲ့စီကားနေခဲ့တယ်။တုတ်ပေါ်ကလမ်းမိမှာရောင်းနေတဲ့မုတ်ဆိုင်တွေကိုလိုက်ကြည့်နေရင်တေးချနေခဲ့တာပါ။ဝါ၊ဘိုက်တောင်စားလာပြီ။ရန်ကုန်မြို့ကြီးမှာမုတ်တရားတတော်စုံလာပဲနော်။ငါတို့လေမုတ်တရားဒီမေပဲစားကျင်နေဟာ။ဟုတ်တယ်ငါရောပဲ။ မနေ့တည်းကထမင်းမစားရသေးလို့ထမင်းစားကျင်နေပြီဒါလို့ဆိုဦးလေးစန်းသေးရဲ့တိုက်ခန်းရှောင်းရင်ထမင်းချက်စားကြတာပေါ့อืมကောင်းပါပဲအဲ့ဒါနဲ့လေးယောက်သားလေးခက်သက်သက်လေးလမ်းရှောင်းလာရင်နဲ့ဦးလေးစန်းသေးနေရဲ့တိုက်ခန်းကိုရောက်လာခဲ့ဖို့သူဦးလေးစန်းသေးကရှစ်လွာအခန်းဘီလို့ပြောလိုက်တာမဟုတ်လားဟုတ်တယ်ဟာငါတော့ဝင်ကြည့်လိုက်မယ်လीဝူ ဲ့လိုပြောပြီး ပိုတူကအိုလိဆန်တီပေးခဲ့တဲ့တော့နဲ့ဖွင့်လိုက်ခြင်းအခန်းတကလည်းဖွင့်သွားခဲ့တော်တယ်။မိုးရပြီ။အဲ့အနေပိုတူတို့လည်းအခန်းထဲကိုဝင်သွားခဲ့ကြတယ်။အခန်းထဲကိုရောက်မှပိုတူတို့လည်းရောက်သွားပိုကြည့်တီကြီးနဲ့ကြည့်နေခဲ့ကြတာပါ။ပိုတူအိုလိဆန်တီနေရဲ့ကတမျိုးကြီးနော်။နေနေချမ်းစိမ့်စိမ့်ဖြစ်နေတယ်လို့ပဲဟုတ်တယ်ဟုတ် ငါလည်းအဲ့လိုခံစားရတယ်။ကဲပါအဲ့အရာအသာတောင်းတို့အစားမတော်ဖို့ချက်ကြရပေါ့။ရေခဲတက်တာတွေဘာတွေရှိလဲမသိဘူးကြည့်လိုက်အောင်မေ။ဟမ်အဲ့လိုပြောပြီးမိမိုင်းကရေခဲတက်တာကိုဖွင့်ကြည့်လိုက်တယ်။ဟမ်အထဲမှာဟိတ်ချက်စရာဘာမှလည်းမရှိပါလား။အပြင်မှာခောက်ဆွေးကြောက်တွေပဲရှိရဲ့ဟာ။ဘယ်လိုလုပ်ကြမလဲ။ဒါဆိုဒီလိုလုပ်လေတို့တွေခောက်ဆွေးကြောက်ကိုအရင်ဖြုတ်စားထားလိုက်မယ်။ပြီးမှဦးလေးစန်းသေးကိုဖုန်းဆက်ပြီး တကူဝယ်ခဲ့ဖို့မှားလိုက်မယ်လေ။ကောင်းတာပဲ။ဟမ်မကောင်းပါဘူး။ငါတို့အောက်စင်ပြီးတော့ကိုစားကျင်တာတော့ဝယ်စားကြမယ်လေဟာ။ဟမ်တိုက်ခါရှစ်လွာကြီးဆိုတော့တက်လိုက်စရာလည်းမလုပ်ချင်ဘူးဟာ။မိဝိုင်းနဲ့ငပိန်ကလည်းဗျိုင်းတို့ကောင်းမြင်လိုက်ကြတယ်။ဟုတ်တယ်ဟုတ်တယ်။အိမ်တော်တော့အများနဲ့တရားဟုဆိုတော့တုပ်ပေါ်လင်းအလျှော့ပေးလိုက်ရတယ်။ခဏလောက်ကြာဖို့ထူလို့လည်း ြုတ်ထားတဲ့ခေါင်းဆဲကြောက်ကိုစားနေခဲ့ကြတာပါ။ဟဲ့နင်းတို့လေအနန်းတခုမရကြဘူးလား။ဘာနဲ့လဲမိွားရဲ့။ဟိုပုတ်အဲ့အနန်းလိုဟာမျိုးလားလို့။ဟမ်။อืมနင်းပြောလိုက်မှငါလေးရလာတယ်လို့ပဲ။ငါတို့မရပါဘူး။တွတ်ပေါ့။မင်းရောရလာ။ခေါင်းဆဲပြောက်တွေကိုအယုံဆိုင်စားနေတဲ့တုတ်ပေါ်ကဟွန်းငါလည်းမရပါဘူး။ဟမ်။ကဲပါအဲ့ဒါတွေအသာထောင်း ငါဦးလေးစန်းသေးကိုဖုန်းဆက်ပြီးတော့တကူဝယ်ခဲ့ဖို့မှားလိုက်အောင်မေအဲ့လိုပြောပြီးဖိုးသူကဦးလေးစန်းသေးကိုဖုန်းဆက်လိုက်တယ်ဟင်ဦးလေးစန်းသေးကဖုန်းမကင်ဘူးဟာဘလို့လုပ်ကြမလဲမီတင်လုပ်နေလို့နေမှာဦးစောနာကမီတင်ရှိရလို့ပြောခဲ့တယ်မဟုတ်လားဟမ်အော်ဟုတ်သားပြီပြီးတော့မှပဲထက်ဆက်တာပေါ့ဒီလိုနဲ့သူတို့ဖွဲ့လေစကားလေးဒီပေါ်ပြောနေရှိနေရကတဏီကုန်ခီးပန်းခဲ့တဲ့အတွက်တန်းစီပြီးအိပ်ပျော်သွားခဲ့ကြတယ် မနေ့၃နိုင်လောက်အရောက်မှာအခန်းထဲမှာတရှက်ရှက်နဲ့လမ်းလျှောက်နေတဲ့အတန်ကိုကြားပြီးငမိန်ကနိုးလာခဲ့တာပါဖို့သူဟဲ့ဖို့သူအဲ့လိုပြောပြီးဖို့သူကိုနိုးလိုက်တော့ဖို့သူကနိုးလာခဲ့တယ်ဟမ်ဟမ်ပါလေပါလေတူတူဟာဒီကန်းထဲကိုတကုံးဝင်နေရခြင်းနဲ့ငါခြေတန်ကြားလိုက်တယ်ဟမ်ဟုတ်လားတကုံးလို့လားဦးလေးစန်းနေပြန်လာများလားဟမ်ဖို့သူတို့တယောက်တကုံးပြောနေတော့ တုပ်ပေါ်နေမိဝိုင်းလေးအိပ်ပျော်နေရနိုးလာခဲ့ဘုဒ္ဓဘာဖြစ်ကြလဲအခြေတန်ကြားလို့ကအဲ့ဒါဦးလေးစန်းတိဖြစ်နေမလားဆိုပြီးပြောနေကြတာဟမ်မဟုတ်မသက်သက်တရလိုက်မင်းကလေကြောက်စရာမရှိကြံပန်ကြောက်နေမယ်မီလာငပေးမင်းနဲ့ငါနဲ့အနောက်ဘက်ကိုသွားကြည့်ကြမယ်အဲ့လိုပြောပြီးပိုတူနဲ့ငပိန်လဲတမီးကိုကင်လို့အနောက်ဘက်ကိုသွားလိုက်ကြရင် မိဖို့ကန်းတဲ့အရောက်မှာတော့အရာရာကတိတ်ဆိတ်နေခဲ့ပြန်တာပါဘာမှလည်းမတွေ့ပါဘူးမင်းအကြမ်းမားတာမြန်လာကပိရမဟုတ်ဘူးကငါတိတ်ချောက်ကြားလိုက်တာဟမ်အဲ့ဒါနေဖူတူလေးရေချိုးကန်းတကားနဲ့အိမ်သားတကားကိုဖွင့်ကြည့်နေခဲ့တာပါဘာသူမှမရှိဘူးငပိရဒါဆိုစောနာငါကြားလိုက်တဲ့ခြေတံဘာများလဲတို့ဘော်တကတန်နီမှာဘောငပိရ ရန်ကုန်ကတိုက်ခန်းကြီးကအပေါ်အတန်နေလဲတိုင်းသားကြရတယ်လေ။အော်အဲ့လိုလား။အေးပါ။မင်းပြောသလိုပဲနေမှာ။ကဲပါ ပြန်သွားအိကြဆု။အဲ့လိုပြောပြီးတော့ဖိုတူတို့နှစ်ယောက်လည်းအဲကမ်းမက်ကိုပြန်ထွက်လာခဲ့တာပါ။တလုံးနဲ့အကန်းရှိကိုရောက်မှ အမျိုးသမီးတယောက်နဲ့မိဝိုင်းတို့ကစကားပြောနေခဲ့ကြတယ်။ဟိုမိုင်းရခိုင်းပမာနေရလဲ။ မိုင်းရအမြဲတမ်းဒီတိုက်ခဲမှာပဲရှိနေခဲ့တာကွဟာမိဝိုင်ဒီမိုင်းရဘာတူလဲရင်ဟုတ်ငါလည်းမသိဘူးဘိုးတူရဲ့နင်းတို့ထွက်သွားပြီးမကြောက်ဘူးမိုင်းလည်းနောက်ကနေရောက်လာခဲ့တာဟမ်ဘူတို့လည်းမတွေ့လိုက်ရပါလားမောင်နေလို့မတွေ့လိုက်တာနေမှာ မိုင်းရမင်းတို့နှစ်ယောက်ကိုတွေ့လိုက်တယ်ကွအော်အဲ့လိုလားတချိန်လုံးညင်နေတဲ့တုပ်ပေါ်ကဟိုမိုင်းရဦးလေးစန်းတဲ့ရဲ့ကောင်းမလေးလာရင် ဦးလေးစန်းနစ်ကဘာလုပ်လဲ။ဒီကမ်းပိုင်ရှင်လေးမာရဲ့။မာရဲ့အဲ့နာမည်နဲ့လူကိုမသိဘူးကွ။ဟမ်။ဟိုတကုတ်ကတော့မှားနေတယ်လို့ပဲ။မာရဲ့တကုတ်လိုက်။ဟေးပေါ့ပေါ့ရှာရှာမာရဲ့ဘာမှမကူရပါဘူးနော်။ဟာ။ဒါဆိုမာရဲ့ဒီအိမ်ထဲကိုဘလို့ဖြစ်ပြီးတော့ရောက်နေခဲ့တာလေ။မာရဲ့ဒီအိမ်ထဲမှာအရင်ကရှိနေခဲ့တာကွ။ဟာ။ဒါဆို မိုင်းရသားတို့ဒီကိုရောက်လာတော့ဗမာရှိနေခဲ့တာလေဗျရေချိုးကန်းနေရကန်ထဲမှာနေနေရလေကန်ထဲမှာမလို့လေမိုင်းရဲ့ဥပူလို့ရေချိုးနေရလားမဟုတ်ဘူးမိုင်းကိုအမှောင်ဖွက်ထားခဲ့လို့အဲ့ဒီမှာပဲနေနေရတာအဲ့လိုပြောနေတော့အဲ့ဒီမျိုးသမီးကတရေပုံစံကိုပြောင်းသွားခဲ့တော့လာမှာအမလီတရေတရေကြီးပါလားဒီလိုနေတော့ပေါ်လေခေါပေါင်းနေခဲ့တော့လေ ဩမိုင်းရတရေဖြစ်နေရပြီဟမ်မင်းတို့ဖေကငါ့ကိုမကြောက်ကြဘူးလားဒါတော့ကတရေဖန်နဲ့ဖို့ထုတို့အဖွဲ့ပါဗျဟင်တရေဖန်နဲ့အဖွဲ့ဆိုပြီးရှေ့နေရလားရည်ရတယ်ဟာတပဲဒလုံးနဲ့ဖို့ထုတို့အဖွဲ့သားတွေလည်းတရေမအော်ရီတန်ချောင်းနိုးသွားခဲ့ကြတယ်ပြ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 နိုးလာတဲ့တုတ်ပေါ်ဟမ် ။ဦးသားဘယ်နေရာကြီးလဲ။ဖျောက်နေ။ထားကြအောင်ဟာ။အဲ့ဒါနဲ့ပိုသူတို့သုံးယောက်သားနဲ့အိတ်ချိန်မူသူနဲ့နိုးလာခဲ့ကြတယ်။တို့တွေကားမတိုင်မှာအိပ်ပျော်နေကြပါလား။အေးနော်ဘလို့ဖြစ်ပြီးတော့ဒီလိုရောက်နေရတယ်။ဟုတ်တာပဲ။ငါဆိုဖနက်တော်မပေါ ው ရဲ့။မင်းညတို့တွေဦးလေးစန်းတဲ့အိမ်မှာအိပ်ပျော်နေကြတာမဟုတ်ဘူးလား။အခုကဘလို့ဖြစ်ပြီးတော့ကားမတိုင်ကိုရောက်နေရတယ်ဟာ။ အဲ့ဒီအချိန်မှာပဲဖိုတူရဲ့ဖုန်းကထမြင်လာခဲ့တာပါဟယ်လိုဦးလေးစက်နေအေးဖိုတူမင်းတို့ကဘာမှလဲကွာမင်းညရောဘာမှသွားရကြတာလေဟမ်ဦးလေးစက်နေအိမ်မှာလေဦးလေးရဲ့ဟာဒီကောင်တွေရောလွဲနေပြီဦးလေးမင်းညညရရလေမင်းတို့ဖုန်းတွေကိုတစ်ခုပြီးတစ်ခုဆက်နေရဟာဘသူဖုန်းမှာဆက်မရအောင်ဗျာအဲ့လိုနဲ့ဖုန်းပြောနေတော့ဦးလေးစက်နေက သူတို့နာကိုရောက်လာခဲ့တာပါ။ဟာမင်းတို့ကိုတွေ့ပြီ။အဲ့လိုပြောပြီးဦးလီစန်းတီကဖုန်းချသွားခဲ့တယ်။မင်းညာတိုက်ခန်းကိုပြန်ခိုင်းလိုက်တော့ဘယ်ရီသွားနေကြလဲ။ဦးလီစန်းတီကစီးချုပ်ပြီးစူတော်နေ။ဦးလီတိုက်ခန်းမှာပဲတစ်ချိန်လုံးရှိနေခဲ့တာဗျ။ဟာအာမဟုတ်တာရီ။ကျုပ်လီမင်းတို့အဖွဲပြောက်သွားလို့ဆိုပြီးရွာရွာဖုန်းဆက်ပြီးပြီကွ။လာလာလာအချိန်ဆုံးတခြားတဏီအောင်သွားကြတာပေါ့။ နဲ့ဘိုးဒူတို့အဖွဲသားတွေလည်းဦးလေးစန်းတဲ့နောက်ကိုကြောင်တောင်တောင်လေးလိုက်သွားခဲ့ကြတယ်။လပိတ်ဆိုင်တဆိုင်ရှိရှောင်းမှာဦးလေးစန်းတဲ့ကကဲထိုင်ကြဘာစားမှလဲ။ဟိုကြောက်ပလာတာနဲ့လပိတ်ကြီးချူချူလေး။อืมဟုတ်ပြီ။တခြားသူတွေကရောဘာစားမှလဲ။ဟာဟိုတားတော့အုံနှုတ်កောက်ဆွဲနဲ့လပိတ်ပေါ်စိန်တစ်ခွက် ပေါ်စိန်ဒီပိုင်မလုံးနဲ့ကလေးဆိုတော့ချူရာပဲတော့ဟုတ်ကဲ့ဦးလေးစန်းတဲ့ဇလုံးနဲ့ကနာအကြောင်းမှာသူတို့မှဒါတွေမုတ်တွေရောက်လာပြီးဖိုးထူးတို့လည်းတိတ်တိတ်လေးမိုးစားနေခဲ့ကြတာပါကဲအကုန်လုံးမေမင်းကဘယ်သွားလိုက်ကြလဲအထုတ်တရအောင်ဗမာလေးဟိုဦးလေးတိုက်ခဲမှာပါအာပောက်ကြရီမပြောနဲ့နော်ကျုပ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းတို့ကိုလိုက်ရှာနေရလို့ ဘလောက်တောင်စိတ်ပူနေရဲ့ထင်လဲဟိုဦးလေးစန်းတဲ့ဒါတော့တကယ်ပဲဦးလေးတိုင်ခဲမှာအိပ်ပျော်နေကြတာပါဘလို့ဖြစ်ပြီးကားမှတ်တိုင်မှာရောက်နေရတယ်ဆိုတော့ဒါတော့လည်းမသိဘူးဗျအဲ့ဒါရီထောင်းကျုံမနေ့ကတိုက်ခန်းမြန်တော့မင်းတို့ဘာလို့မတွေ့ရလဲဦးလေးစန်းတဲ့ရဲ့တိုက်ခန်းကရှစ်လွာပြီမဟုတ်လားဟင်ဟမ်ဟာအဲ့ဒီမှာလွဲတာပဲအေးပါဟာဒါနဲ့မင်းတို့ကဘီယာတိုက်ခန်းနဲ့ဝင်သွားကြတာလားဟုတ်တယ်ရှင့် ။ဘာနဲ့ဝင်သွားလဲ။ဥလိပေးတဲ့တော့နေပါ။ဟာရှုပ်ကုန်တော့တာပဲ။အဲ့ဒီတိုင်ခန်းကတရေအရန်ချောက်လို့ဘာသူမှမနေကြအောင်ကွ။တူရင်ရှင်တော့အယောင်းတင်ထားတာမထွက်လို့ဒီတိုင်းရှိနေတာ။ဗျာ။ဒါဆိုဒုမနိညာတွေ့ခဲ့တဲ့မိုင်းတရေမှာ၆လက်နေတာပေါ့နော်။မင်းတို့ဘာမှမဖြစ်သွားလို့တော်သေးတာပေါ့။လာအခက်မြန်ကြအောင်။ဟုတ်ကဲ့ဦးလေးစံတဲ့။ ဒါလို့ねကိုတို့တို့အဖွဲ့သားတွေလည်းဦးလေးစန်းသိနေရဲ့တိုက်ခန်းကိုပြန်ရောက်လာခေးကြတာပါဦးလေးစန်းသိကသူ့အထုပ်တွေကိုချပေးလိုက်တယ်။ကဲဒီမှာမင်းတို့အထုပ်တွေဘက်နဲ့ကွာအိမ်နဲ့ပြီးကိုမှားပြအောင်မှားရတယ်လို့ဟိုသားတို့တေးစားနားမထောင်တော့လို့ဖြစ်ရတာပါဟာကဲပါဖြစ်ပြီးသွားပြီဆိုတော့ထားလိုက်တော့ဦးလေးလည်းစိတ်ပူလွန်သွားလို့ပါ ပြီးတော့ဦးလေးမနဲ့လည်းမကင်းပါဘူးဒါနဲ့ဦးလေးစန်းသိကသမီးတို့အထုပ်တွေကိုဘလို့သွားယူခဲ့တာလဲ ဟမ်ဦးလေးကအဲ့ဒီပိုင်ရှင်နဲ့တည်တယ်ကွအဲ့ဒါအကျိုးအကြောင်းပြောပြပြီးတော့ပြန်သွားယူလာခဲ့တာဝူးဩအဲ့လူကိုဦးလေးစက်တဲ့ဒါလို့ဆိုတားတို့ရှောက်နေလို့ရပြီလားဟင်ရတာပေါ့ကွာဦးလေးမင်းတို့ကိုရန်ကုန်မြို့ကြီးနဲ့လိုက်ပတ်ပြမယ်ဟုတ်လားယေးဒါဆိုဝါတာဘုံကိုလည်းခေါ်သွားပြီနော်စိတ်ချအကုန်ခေါ်သွားပြီမယ်ဟုတ်ပလားဝူးဟိုဒါနဲ့ဦးလေးစက်တဲ့ဟိုတိုက်ခဲပြီဟာအမကြီးကဘလို့ဖြစ်ပြီးတော့ဆုံးသွားတာလေ အဲ့ဒါရှေ့ရပိုင်းနဲ့အင်ရှင်နဲ့လက်ထက်မှာဖြစ်တာကွအဲ့ဒီကြောင့်ဘသူမှသိစိတ်မသိလို့ဦးလေးလည်းသိစားမသိဒါဆိုသားတို့လျှောက်လေကိုသွားကြတော့မလားโอเคလေသွားကြတာပေါ့အဲ့လိုပြောပြီးကိုသူကတကားပေါက်ကိုဖွင့်လိုက်ခြင်းအပြင်မှာရှက်နေတဲ့မနိယမျိုးသမီးကိုတွေ့လိုက်ရတာပါမိုင်းအကြောင်းသိချင်လို့လားပြောပြမယ်လေနေပြောနောက်ကြည့်ဆိုတာအဲ့ဒါကိုပြောတာနေမှာ အဲ့လိုပြောပြီးတကားပြန်ပေးဖို့လို့တရေမဆွေးထားတာကိုခံလိုက်ရတော့တယ် thank hey. you